သရပါမဂဇင်းရဲ့အယ်ဒီတာတင်းနုရင်ခေါ်မနုနုရင်ကိုတက်ဖြတ်ခဲ့တယ်လို့ဝန်ခံထားတယ်။ရုပ်ရှင်မင်းသားမင်းအုပ်စိုးခေါ်ကိုအောင်နိုင်ထွန်းကိုရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးကမက်စလာ၁၇ရက်နေ့မှာရုံးထုတ်ခဲ့ပြီးတပ်သေးတွေကိုစစ်ဆေးခဲ့ပါတယ်။မင်းအုပ်စိုးရဲ့ရုံးချိန်မှာလူသတ်မှုကိစ္စဘလို့ဝန်ခံခဲ့တယ်လဲ။တရုတ်ဆောင်ဒါရိုက်တာမင်းအုပ်စိုးဟာတေဆုံးသူမတ်တင်းနုရင်ကိုတက်ခဲ့တယ်လို့မဟန်ရဲစခန်းမှာဝန်ခံခဲ့တယ်ဆိုတာမဟုတ်ဘဲတေဆုံးကြောင့်ကိုသာသတင်းပို့ခဲ့တာဖြစ်တယ်လို့အကျိုးဆောင်ရှေ့နေဒေါခင်သိန်းကပြောပါတယ်။ မဲအုပ်ဆိုတက်တာမှန်ပေမဲ့ဒုတ်ဓာစတဲ့လက်နက်တွေမသုံးခဲ့ဘူးလို့ရှင်းနေကပြောပါတယ်ဒါကမှဆက်တာကသူကလူတက်တယ်ဆက်သွားတယ်အဲ့တော့ဘာလဲဘာလဲဒီလိုရဲစကားဆိုတာသိတဲ့တိုင်းပဲလူတက်တယ်အဲ့လိုပါဆက်ရပေးသွားတယ်သူအဲ့လိုပါအဲ့ဒီအမြင်ကြတော့လေသူကဒီဟာလေးကလုံသားတော့နဲ့လည်းမဟုတ်ဘူးခရီးရေနော်ကိုလူတက်တယ်ဆိုတာဟုတ်လားတိုင်းနဲ့ဆိုတာဖိုက်တယ်လို့အဲ့လိုဆိုအဲ့ဒီကဓာတ်ူသိမ်မှုဆိုရင်အဲ့ဒီယူးဖြစ်သွား အခုအဲ့ဟာဘာမှမရှိဘူးမျိုးရဲကိုမျိုးရမဲရဘလောက်ပဲရှိဒီတဲ့သူတွေမှာလည်းသူ့ရဲ့မူရင်းတော့ကရှိတာရှိတာအန်ဒရိုလည်းမသိသေးဘူးနော်အဲ့ဒါဆရာကတက်တဲ့ခါမှာဟာလာလမ်းဆက်ပြီးတော့သူကမလုံးနဲ့ရပ်ကိုသွားတယ်အဲ့ရဲ့နောင်စိတ်ချက်မှာတက်တဲ့ခါပေါ်လာတေဆုံးသူအရီတာတင်းနူရင်ဟာမူလယောဂါရရှိနေနိုင်ပြီးဆရာဝန်ဆစ်ဆစ်ချက်မထွက်သေးလို့အတိအကျမသိသေးတဲ့အကြောင်းလက်ရှိမှာတော့တက်သေးရစစ်ဆေးနေသေးဖြစ်လို့အမှုခြေနေပြောပြဖို့ခက်နေသေးတယ်လို့ဆိုပါတယ် တေဆုံးသူတိန်နူရင်ခေါ်မနူနူရင်ဟာမင်းအုပ်စိုးထုတ်ဝေတဲ့တရပါမဂဇင်းရဲ့အယ်ဒီတာဖြစ်ပြီးပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ25ရက်နေ့မနက်2နာရီမှာဗဟန်းရဲ့စခန်းကိုသူကိုယ်တိုင်တက်ခဲ့ကြောင်းမင်းအုပ်စိုးကဖြောင်းချက်ပေးခဲ့ပါတယ်။ဘူးတက်မှုပုံမှန်300နှစ်နဲ့အင်းစိန်ဖောင်မှာဖန်ဆီးခံထားရတဲ့မင်းအုပ်စိုးဟာလာမယ့်မတ်လ18ရက်နေ့မှာနောက်တစ်ကြိမ်ယုံကြည်ရှိပြီး9ကြိမ်မြောက်ယုံကြည်မှာ3ကြိမ်မြောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။